DVB Digital Fast အနာဒိုင်းစေကောင်းဆောင်ကတက်တွန်းမှရှိတဲ့တခြားဆင်2600နီးပါးကိုမတ်လ29ရက်နေ့ကစပြီးတစင်းမြင့်ယာရူတိုးပေးလိုက်တယ်လို့စေယုံနဲ့နီးဆက်သူတွေစီကသိရပါတယ်။ဒါမဲ့မတ်လ29ရက်နေ့မှာကြာရောက်မဲ့180ပြည့်ဒေါ်လာရင်းနေ့မှာတက်သားဒုတက်ချက် တက်ချက် တက်ချက်ကြီးဒုရာကံဘူနဲ့ရာကံဘူ2596ရောက်ကိုအထူးကိစ္စတည်းအနေနဲ့ယာရူတိုးပေးလိုက်တာလို့စေယုံနဲ့နီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။ တက်သားဆိုရင်ဒုတက်ချက်ဖြစ်မယ်ဒုတက်ချက်ဆိုရင်တက်ချက်ဖြစ်မယ်တက်ချက်ဆိုရင်တက်ချက်ကြီးဖြစ်မယ်တက်ချက်ကြီးဆိုဒုရကံဘူဖြစ်မယ်အဲ့လိုတဆင်ချင်းတိုးသွားတာလူတိုင်းတိုးပေးတာတော့မဟုတ်ဘူးပြစ်မှုကင်းရှင်းတဲ့သူပဲတိုးတာလို့ပြောပါတယ်ဒီလိုယာရုတိုးပေးတာဟာစစ်ကောင်စီတက်အနေနဲ့တရင်တက်ဖွဲ့တွေမှာအသိရောက်လာတဲ့စစ်မှုထမ်းတက်သားတွေကိုရှေ့တန်းထွက်ရမှာကြောက်လန့်စိတ်မဖြစ်အောင်ယာရုနဲ့စီယုံသိမ်းသွင်းတာဖြစ်တယ်လို့အငိမ့်စားစစ်မှုထမ်းအောင်တယောက်ကသုံးသပ်ပြောဆိုပါတယ်စစ်ကောင်စီရဲ့ဝါရဖြန့် Telegram Channel တွေရဲ့ဖော်ပြချက်အရ ပြီးခဲ့လကတောက်ခန်းဒေသနဲ့ရခိုင်ရှီတန်းရောက်တခြားစစ်တွေကိုမြေပြင်မှာပဲတစ်စစ်မြေယာရုတိုးပေးတဲ့ဓာတ်ပုံတွေပေါ်ပြထားပါတယ်။ဆိုးရှုံးသွားတဲ့နေမေတွေကိုပြန်တိုက်ပေးနိုင်ရင်ယာရုတိုးပေးမယ်လို့ဒုတိယဗိုလ်ချုပ်ကြီးတွေနဲ့ကာဆတ်ထမှုတွေကိုမတ်လ20ရက်နေ့ကလည်းစစ်ကောင်းဆောင်ကပြောဆိုခဲ့တာရှိပါတယ်။